ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့တာအေးနဲ့ကဝေပြန်ခင်မီစသိမ့်မိုက်ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like ရယ် Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအလို့ဒီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟိမကူကူဖြစ်ပါရစေ။ ထိတ်တုံခက်ခန်ထားပေမဲ့လည်းရှီမောနေရဲ့လူရဲကြောင်းနှစ်ပေမှာမိန်းကလေးနှစ်ယောက်ရှိနေရပါတယောက်သောမိန်းကလေးကလည်းလက်ဘေးမှာပတ်တီးစီထားပြီးတော့ထန်းနဲ့ပြုတ်လုထားတဲ့ပလက်ကလက်ထိုင်ကုန်လေးမှာထိုင်နေပြီးတော့ကျန်တဲ့မိန်းကလေးတယောက်ကတော့မတက်ရက်လို့နေပါတယ်သူမတို့ရဲ့မျက်နှာတွေကညှိုးငယ်နေပြီးတော့ထိတ်တုံခက်ခန်ထားတဲ့လူရဲကိုကြည့်ပြီးများစွာစိတ်မကောင်းဖြစ်နေရပါသူတို့မှာတခြားသူတွေမဟုတ်ပါဘူးတအေးနဲ့ထွေးမွန်တော့ညီမနှစ်ယောက်ဖြစ်ပါတယ် အီယာထိတ်တုံးခက်ခန်းထားတဲ့ကြားပဲညှိုးငယ်နေတဲ့ညီမနှစ်ယောက်အနက်အကြီးဖြစ်တဲ့မွန်ထွေးရဲ့မျက်နှာလေးကိုကြည့်ပြီးလေးသက်အေးအေးနဲ့စကားဆိုလိုက်ပါတယ်။မမွန်ထွေးတက်တာသွားပြီလား။တညာရီပြစီသွားလို့လားမသိမမွန်ထွေးကတိတ်လှလာတယ်။ကိုသားကြီးကျမတို့ထွက်ပေးကြမယ်လေ။ထွေးမကိုသားကြီးကိုကယ်ပေးလို့မရဘူးလား။အတန်ခတ်တူးတူးနဲ့တာအေးရဲ့စကားကိုခွန်တွန်ပြရင်းနဲ့ညီမဖြစ်သူထွေမုံကိုတာအေးကိုကဲတင်မှုအတွက်တစ်ဆက်တည်းပြောလိုက်တဲ့သူကတော့မွန်ထွေးပဲဖြစ်ပါတယ်။မွန်ထွေးရဲ့ပြောစကားကိုကြားလိုက်ရတဲ့ထွေမုံကခေါင်းကိုခိုင်ရန်လိုက်ပြီးအမ ငါကိုသားယူခဲ့တင်ချင်တာပေါ့အရုပ်ပညာအဆင့်ဆိုတာတပတ်အရင်ရွာတဲ့ကြီးနဲ့တချို့ရွာသားတွေနဲ့ရှင်ဘာမှမဟုတ်ဘူးကဲလို့မရဘူးမအားဆိုငါတို့ကကိုသားကြီးအသက်ခံအောင်ဒီတိုင်းလက်ပိုက်ကြည့်နေရတော့မှလားပြောပါဦးဟာလဲဘလို့လို့အဲ့လိုဖြစ်ချင်မှလဲအမရငါထင်ကိုသားကြီးကိုကြောက်စိုးရတဲ့ခင်မှာပဲခဲ့တင်နိုင်လိမ့်မယ်အားဆိုတို့တွေကြောက်စိုးရသွားကြမယ်လေတကြီးကငါတို့အိမ်ကိုပြန်မယ်ဆိုပြီးညာပြောတာပေါ့ ကလေးငယ်တယောက်အတွေ့နဲ့စကားဆိုနေတဲ့မွန်ထွေးကိုကြည့်ပြီးတအေးပြုံးလိုက်မိတယ်။အိမ်နောက်တအေးကထွေးမို့အမဖြစ်သူထိုင်နေတဲ့ထိုင်ကိုသူ့အနာကိုရွှေ့စေလိုက်တယ်။အိမ်နောက်ထိတ်တုပ်ခက်ခန်ထားရဲ့ကြားပဲအနည်းကိုရောက်လာတဲ့မွန်ထွေးရဲ့လက်တစ်ဖက်ကိုစုပ်ကန်လိုက်ပြီးမမွန်ထွေးကျုပ်ခမရကိုသိချစ်တယ်။ကျုပ်အသက်မသေးခင်ခမရကိုပြောပြခဲ့ခြင်းအောင်ပါ။တအေးအဲ့လိုပွန့်ပွန့်လင်းလင်းပြောလာတာကြောင့်ထွေးမကအလိုက်တသိနဲ့တခြားနေရာကိုရှောင်ပေးပါရတယ်။မွန်ထွေးကလည်းတအေးရဲ့လက်ကိုပြန်လဲစုပ်ကန်လိုက်ပြီး ကိုတိုင်ဘာမှဖြစ်စရာဘူးကိုတိုင်မရှိဘဲနဲ့ကျမလည်းလူလောကမှာမနေနိုင်ပါဘူးအဲ့လိုမပြောရအောင်လေမမွန်ထွေးမှာအမေလည်းရှိတယ်ညီမလည်းရှိတယ်တာမန်လူတယောက်လည်းဖြစ်နေပြီဆိုတော့လူလောကမှာအေးအေးချမ်းချမ်းနေသွားနိုင်တော့မှာလေကျုပ်လိုအမပညာတဲ့တောင်နဲ့မမွန်ထွေးကဘလို့မှအကြောင်းပါလို့မသိမှာဘူးဗျာအဲ့လိုမပြောပါနဲ့ကျမဘွားမှာကိုတိုင်တယောက်ကိုပဲချစ်ခဲ့ဘူးလားကဲမမွန်ထွေးငုံနေနေတော့ဗျာနော်ပြန်မနေလိမ့်မယ်တရားလည်းအရှင်းပြောက်သေးတာမဟုတ်ဘူးရဲ့ရတယ်ကျမစကားပြောချင်သေးလို့ အမအဲ့ဆိုလည်းပြောကြပါဗော။ကျုပ်တကယ်ပြောတာပါ။ကျုပ်တက်မသေးဘူးဆိုရင်တော့မမွန်ထွေကိုရွှေဟောက်ခေါ်သွားခြင်းနဲ့ကျုပ်ရွာလူတွေကြွားခြင်းနဲ့ကျုပ်ပေါင်းတင်တွေမမွန်ထွေအလှအောင်မြင်ပြီးမနာလို့ဖြစ်ကြမှာ။ကျုပ်ရွာမရောက်တာကြားပြီးပြမသိခင်လေးတစ်ခေါက်တော့သွားမယ်လို့တွေးထားတာ။အခုချိန်ဆိုရင်ရွာမှာတလင်းခေါက်နေကြတော့ဗော။ကျုပ်တို့တွေကတလင်းခေါက်တဲ့လှဲတွေလိုက်စည်းနေကြလေ။တစ်ခါတလေတော့စဉ်းစားမိရင်ကျုပ်ဘာကြောင့်များရွာကိုထားခဲ့ပြီးတော့ထွက်လာခဲ့ရလဲလို့ပေါ့။ ကျမတို့ကိုသားကြီးရောက်သားကြမယ်လေနော်ကျမရွာတကြီးကိုတောင်းပန်မယ်ကိုသားကြီးကိုမတတ်ဖို့ကျမတရားမယ်ဆိုရဲကျမအသေးခံမယ်ရှင်ပါရင်းနဲ့မွန်ထရီရဲ့ပြောစကားတွေကိုအင်ကြီးပေါ်ရက်စီယာနေပြီးတော့နားထောင်နေသူတယောက်ရှိပါတယ်အဲ့ဒါကတော့ရွာတကြီးဥထွန်းတာပါဥထုံတာတာအေးနဲ့မွန်ထွေတို့တူဘော်တူအသက်ဆုံးချစ်ကြတဲ့အချစ်စိတ်ကိုညှစွာတမိုးထားပါတယ်။မိဖြစ်သူများရာကတည်တင်းတည်ထိုင်လို့တည်ရတယ်လို့အစာရရပဲမှတ်ယူထားပါတယ်။မြတ်များစွာသောအရှုံးထုတ်တွေအဓိကတရားခံလွန်လီပြီးဖြစ်တဲ့ညရာဖြစ်ကြောင်းသိရှိခဲ့ပြီးဖြစ်ပါတယ်။ ဥထုံသာနောက်ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာတွေကိုတွေးမိပြီးဖြစ်ပါတယ်။ဒါအပြင်တအရာမြည်ဖြစ်သူများရောတတ်ခဲ့တဲ့အချိန်အဲ့ဒီကိစ္စအမှားလို့ပြောမရနိုင်ဘူးလို့တွေးတွန်းနေပါတယ်။တပည့်ရွာသူကြီးရဲ့နေအိမ်မှာဖြစ်ပြီးတော့တပည့်ရွာသူကြီးကရွာသားနှစ်ယောက်ကိုထိတ်တုံခက်ခန်ထားတဲ့တအေးကိုထိတ်တုံကနေဖြုတ်စီပါတယ်။အဲ့နောက်ရွာသူကြီးကထွေးမွန်နှုန်ညီမနဲ့တအေးကိုတကြည်စွာနဲ့ကြည်လိုက်ပြီးကဲမင်းတို့ငါလှုပ်ပေးမယ်။ဖျားရှင် အေးကိုတပတ်အိုင်ရလူကြီးကလှုပ်ပေးမှုအပေါ်တာအေးတို့တော်ရောက်မယုံကြည်နိုင်ကြတဲ့အတွက်အချင်းချင်းပြန်ပြီးကြည့်မိကြပါတယ်။သူတို့တော်ရောက်ရဲ့အချင်းတွေရေးစားမိရဲ့ရွာတကြီးကတစ်ချက်ပြုံးလိုက်ပြီးချင်မမကောင်းချင်မလမမကောင်းလမဆိုတာငါလက်ခံတယ်။အဲ့လိုပဲငါအပြီးဖြစ်ပြီးမယ်တို့လောကသားတွေကမောက်ကမောက်ဖြစ်စေခဲ့တဲ့မြရာတည်တည်နေလို့ငါထင်တယ်။အဲ့ဒါကြောင့်မင်းတို့လှုပ်လိုက်တာပဲ။ကဲမင်းတို့တွေဘာဆက်လုပ်မလဲ။ကိုရောင်ပဲပြန်ကြမလား။ပြန်လို့မရသေးဘူးတကြီးညရဖန်ထားတဲ့မိန်းကလေးတွေကိုကိုကြီးပေးမယ်လို့ကျုပ်ကဂရိပေးထားတာသူတို့မပါပဲကျုပ်မပြောင်းခြင်းဘူး ကောင်းပြီလေငါကြားထားတာတော့သူတို့မရဏကြောမှာဖမ်းထားတယ်တဲ့ဖမ်းထားတဲ့သူကတို့လိုအမှောင်လောကသားတယောက်ပါပဲဒါပေမဲ့ तू ကအယူတရားလိုပဲမြရာကိုယ်တိုင်မိကလေးတွေလှုပ်ခိုင်းမှာ तू ကလှုပ်ပေးလိမ့်မှာ तू ဆိုတာဘာတူလဲတကြီးကျွတ်တို့ပြပြလို့ရမလားရတယ်လေတစီအဖွားကိုဆိုရဲအဖွားကိုကြီးပဲသူ့ရဲ့အစွမ်းတိတ်ကြီးရဲ့မြရာဆိုရဲကောင်ကသူ့လိုကျင်းတဲ့စိတ်တွေပေးပြီးတော့အပေးယူလှုပ်ထားတာမြရာပေးထားတဲ့စိတ်တွေထပ်ပို့ပေးလိုက်ရောတကြီး မင်းကကလေးအတွေ့ရေတိတ်ပြီးတွေးတာပဲအဲ့အဖွာကြီးကယူနေတာကွာရိုးရိုးတန်းတန်းယူတာမဟုတ်ဘူးနော်ဂရီးသစ္စာယူယူနေတာနောက်တစ်ခုမရဏတော်အပြင်မှာငါရွာပညာသင်နေနေနဲ့မြတ်ရတပည့်တွေကြံသေးတယ်မင်းတို့သတိထားနိုင်အောင်လို့ပြောပြတာကျေးဇူးတင်ပါတယ်တကြီးအဲ့ဆိုရင်တော့ကျွတ်သွားတော့မယ်သူတို့ညောက်တော့ဒီမှာခဏနေခွင့်ပြုစီကြပါတယ်ရတယ်လေကဲမင်းဘယ်တော့သွားမှာလဲကျွတ်ခဏနေထွက်တော့မယ်ကောင်းပြီလေမင်းတို့လွတ်လွတ်လပ်လပ်စကားပြောကြအောင် ရွာတကြီးနဲ့ရွာသားတွေအေယောက်ကနေထွက်ခွာသွားကြတော့အေယောက်မှာတာအီရိုတော်ယောက်တာကြံခဲ့ပါတယ်။သူတို့ကအချိန်တန်ကြာတဲ့အထိစကားမပြောပြကြပဲငြိမ်သက်နေကြတယ်။အားကြောင့်တာအီရစတင်ပြီးတီကြည်ဆောင်နဲ့ပဲစကားဆူလိုက်ပါတယ်။မမထွေးကျုပ်ကိုနားလေပေးစေချင်တယ်နော်။ကျုပ်လို့ရမယ့်ကိစ္စတွေကျုပ်ပြီးပြောင်းလို့ရလိမ့်မယ်။ကျမလည်းလိုက်ခဲ့မယ်လေ။ဖြစ်ဖြစ်မှာလေဗျာမမထွေကတန်ရရထားတယ်ပြီးတော့ဘာပညာမှမတက်တော်တဲ့တာမန်မင်းကလေးတယောက်ဖြစ်နေပြီမမထွေထိခိုက်မှကျုပ်ထပ်ပြီးမလို့လားတော့ တာအေးစကားကြောင့်မွန်ထွေလဲဘာစကားမှထပ်ပြီးမဆိုနိုင်တော့ပါဘူး။တာအေးပြောတာနီလန်းကြနေရကြောင်လည်းဖြစ်ပါတယ်။အဲ့နောက်တာအေးကထွေးမွန်ဘက်ကိုလှည့်ကြည့်ပြီးစကားပြောပါတယ်။ထွေးမွန်မမထွေကိုစောက်ရှောက်ပေးလိုက်ပါဗျာ။တကယ်လို့ကျွတ်တစ်ဘက်အတွင်းပြန်မလာရင်တော့ရာဟုပဲပြန်လဲကြတော့နော်။ကိုသားကြီးဘာကြီးပြောနေရလဲ။ရှစ်ကြော်ရဲသွားစရာမလိုကျမလည်းလိုက်ခဲ့မယ်။မဟုတ်ဘူး။ ထွန်းမတကယ်ဆိုရင်လေအခုကိစ္စထွေးမုံတော်ညီမညာနဲ့ဘာမှဆိုင်တာမဟုတ်ဘူးမမုံထွေးတော်ကံကောင်းလို့အသက်မသေးတာခင်ဗျားတို့ညစလုံးအိမ်ပြန်လာဖို့မျှော်နေရမိသားစုရှိတယ်ကျုံမှမရှိတော့ဘူးအဲ့တော့ခင်ဗျားတို့ကျုံနောက်လိုက်တော့လုံးဝလက်မခံနိုင်ထွေးမုံရှင်တော်ထက်သွားလို့ဘယ်ဖြစ်မှာလဲရပါတယ်ဗျာထွေးမုံသားကျုပ်ကိုစားမမုံထွေးတေချာဆောက်ရှောက်ပေးပါမရဘူးကျမရှင်းနေလိုက်ခင်မယ်အမောက်ဒီမှာထားခဲ့မယ်ကျုံမမုံထွေးကိုတောက်တဲ့စိတ်မချဘူးထွေးမုံကျုံတောင်းမှမာရဗျာကျုပ်စကားဒီတစ်ခါတော့နားထောင်စမ်းပါ ပါအေးရအဲ့လိုပြောပြရနဲ့ဒူးထောက်တောင်းမှန်လိုက်တာကြောင့်ထွေးမတောင်ဆက်မငင်းနိုင်တော့ပါဘူးအဲ့ဒီနောက်မှာတော့တာအေးနဲ့မွန်ထွေးတို့ကတောင်းတဲ့တောင်းတင်းကျက်စွာနဲ့ပွေဖတ်နှုတ်ဆက်လိုက်ကြပါတယ်ကောင်းကင်ယံမှာထုံလင်းနေတဲ့လာမင်းကြီးရဲ့လင်းအောင်အောင်မှာတပတ်အန်ရွာတကြီးရဲ့နေအိမ်ရှိမှာလူများရောက်ရခန့်နေကြပါတယ်ရတကြီးအိမ်ဆီအမောင်းတန်းလည်းအဆက်မပြတ်ထွက်ပေါ်နေရကြ။တပတ်အန်ရွာသားတွေရတကြီးရဲ့အိမ်ဝန်ရှိအောင်အလင်းများလာရောက်စုဝေးကြပါရယ်။အခုလိုမျိုးသူတို့ဖြစ်ပျက်နေရတဲ့အကြောင်းရင်းရှိပါရယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ ကျောင်းစုရာခေမေဦးဆောင်တဲ့ပညာသည်တွေကြီးကန်းနေနဲ့လင်းတာများအသွင်ပြောင်းပြီးတော့တကြီးရဲ့အိမ်ကိုရောက်လာကြတာကြောင့်တကြီးရဲ့တပည့်တွေကရွာကိုကာကွယ်ဖို့အတွက်တတိပေးမောင်းထူးကြရခြင်းပဲဖြစ်ပါတယ်။အဲဒီနောက်ရွာသားတွေဝိုင်းထားတဲ့ရွာတကြီးရဲ့အိမ်ဝိုင်းတွင်မှရှိတဲ့ကြီးကန်းတဲ့လင်းတာတွေကလူအသွင်ကိုပြောင်းလဲလိုက်ကြပြီးခေမေတို့ကသူတို့ဝိုင်းထားတဲ့ရွာသားတွေကိုဂရုမစိုက်တဲ့ဟန်နဲ့ကြည့်ပါတယ်။ ညမကြတော့ချိန်မှာတော့တကြီးကအင်ကြီးပေါ်နေစင်လာပြီးသူ့ရဲ့ရွာသားတွေကိုတိုက်ခိုက်ခြင်းမပြုဘဲအတန်ခတ်မာမာနဲ့ဟန်တားလိုက်ပြီးတဲ့နောက်ခင်မင်းနဲ့ခလန်လန်မျက်နှာချင်းဆိုင်အကွာဝေးကိုအနေထားမှာရှက်လိုက်ပါတယ်။တပတ်ရဲ့ရွာသားတွေဘယ်သူမှစမတိုက်နဲ့။ဟုတ်ကဲ့တကြီး။ရွာသားတွေရာလေကြေလောင်စွာနဲ့ပြန်ဖြေပါတယ်။အဲ့နောက်ရွာတကြီးကခင်မင်းကိုတင်းကြီးစွာနဲ့ကြည့်လိုက်ပြီးတဲ့နောက်စကားဆိုပါတယ်။မခင်မင်းနဲ့ကျုပ်တို့နားလည်မှုယူထားရမလား။ကျုပ်ရွာကိုရန်လိုတဲ့အသွင်နဲ့ဘာလို့ရောက်လာရသလဲ။ နေစကားပေါ်ရင်မပြောနဲ့နေဘာရေးကြံ့နေရဆိုတာငါသိတယ်ဘယ်မလဲတာအေးနေတက်ပြက်လိုက်ပြီလို့တော့လာမပြောနဲ့နော်တာအေးကိုနေတက်လိုက်လို့တော့နေတရားလုံးခလေးပါမချမ်းအကုန်တက်ပြက်မှာသခင်မေခမားစိတ်လျှော့ပါကျုပ်တာအေးကိုမတက်ပါဘူးနေတာအေးကိုထိတုံးခတ်တာမလားဘာမှလဲတာအေးတာအေးကြောက်ရွံ့မှမရှိတော့ဘူးသူမရဏတော်ထွက်သွားပြီနေမဟုတ်တာမပြောနဲ့နော်ကျွအမှန်ပြောနေရပါခမားမယုံတာတော့ကျွမတက်နိုင်ဘူး ခင်မရတပိုင်ရွာတကြီးပြောစကားတိတ်ပြီးတော့ယုံကြည်ပုံမပေါ်ပါဘူးအဲ့ခါထွေးမွန်တို့ညီအမရွာတကြီးရဲ့နဖေးကနေရှာလိုက်ပြီးခင်မကိုစကားဆိုလိုက်ပါတယ်ဟုတ်ပါတယ်အရှင်မကိုတာရီမရဏတော်သွားပါတယ်ညနောကဘသူတွေလဲခင်မရဲ့အမေကိုထွေးမွန်တို့မဖြေခင်မှာခင်မရဲ့နောက်ကမိမပြိုလေးညောက်ကအနာကပ်လာပြီးတီတိုကပ်ပြောလိုက်တာကြောင့်ခင်မရခေါင်းညှိပြလိုက်ပြီးဟုတ်ပြီနင်တို့ကတာအေးမိတ်ဆွေတွေကိုတနေ့နင်တို့ကဘာကြောင့်သူ့နောက်မလိုက်သွားလဲ ကြာစို့ရအရှင်မပြောလဲခံရမှာပါပဲကျမမှဒဏ်ရာရထားပါတယ်ကိုတာကြီးကသူ့ကယူဆိုင်ကိုကျမကိုလိုက်ခွင့်မပေးတာပါအရှင်မသူအဲ့လောက်ကယူဆိုင်နေအောင်သူနဲ့တာကြီးကဘာမို့လို့လဲချစ်သူတွေပါအရှင်မဘာပြောတယ်ပါရင်နဲ့ချစ်သူတွေဟုတ်လားခင်မေတောင်လိုစာဒေါသထွက်နေတဲ့အတွက်ထရင်းမွန်လုံးကြီးမှညောင်အံ့ဩသားကြပါတယ်အဲ့နောက်ခင်မေကတပတ်ရင်ရွာတကြီးကိုကြည့်လိုက်ပြီကဲထွန်းတာငါဒီနေ့ရောက်ခေါ်သားမယ်နေတားမလားမတားပါဘူးမခင်မေသဘောတိုင်းမှာကောင်းတယ် ခင်မရအဲ့လိုပြောပြီးသူမရဲ့နောက်လိုက်မင်းမပြိုလေးတွေကိုထွေးမွန်တော်ညီမညာကိုခေါ်ဆောင်စီကကြားစိုးရာပြန်စီပြီးသူမကတော့တာရေးထွက်သွားရာမရဏတော်စီကိုလိုက်သွားလိုက်ပါတယ်။အခြားတစ်တော်တွေနဲ့မတူဘဲနဲ့ညှုံမိုင်းအုပ်ဆိုင်ကြီးရဲ့တောအုပ်လေးတစ်ခုကိုခလန်လန်ကလေးကတာအေးလှမ်းပြီးမြင်လိုက်ရပါတယ်။ထူးခြားနေရာကြောင့်အိတ်တော်ကမရဏတော်သာဖြစ်ရမယ်လို့တာအေးကြည့်လိုက်ပြီးမြန်ဆန်နေတဲ့ခြေလမ်းတွေနဲ့ခတ်သက်သက်ရှောက်လှမ်းလိုက်ပါတယ်။ အတန်ကြာတဲ့အခါမှာအိတ်တုံအနောက်ရောက်လာပြီးတစ်ပင်ရဲ့အောက်မှာတဲထုတ်ပြီးတော့ကြောအုပ်ကိုစောင့်ကြနေကြတဲ့ညရရဲ့နောက်လိုက်နောက်ပါရီနဲ့ရင်ဆိုင်ရပါတယ်။ညရရဲ့နောက်လိုက်နောက်ပါရီကဒုတ်တာလှန်အစာပြုတဲ့လက်နက်တွေနဲ့တာအေးကိုဝိုင်းထားလိုက်ကြတယ်။အဲနောက်သူတို့တွေကလူတယောက်ကမာထန်တဲ့အတန်နဲ့တာအေးကိုမင်းမြန်လိုက်တယ်။မင်းတို့ဘာလာလောက်တာလဲ။ဒီတောအုပ်တွေကဖမ်းခံထားတဲ့မိန်းကလေးတွေကိုကယ်ဖို့တွက်လာတာ။အဲ့ဆိုမင်းကတာအေးပေါ့။တေးကြပေါ့။ဘာလဲမင်းတို့ငါ့ကိုတိုက်မလို့လား။ ตาเอ๋อအဲ့လိုပြောလိုက်ပြီးရင်တော့သူ့ရဲ့လွယ်အီလေးတွေလက်တစ်ဖက်နဲ့နှိုင်းလိုက်ပါတယ်။ဒီခါမြရရဲ့တပည့်တွေကတောင်းမျက်နှာကြောက်ကြည့်လိုက်ကြပြီးตาเอ๋อကိုထပ်မံမေးမြန်းလိုက်ပါတယ်။ဆရာမြရဘာဖြစ်သွားလဲ။မင်းတို့ဆရာတမလွန်ပို့လိုက်ပြီ။မင်းမဟုတ်တာမပြောနဲ့။အားလုံးဆရာလွယ်လွယ်နဲ့မသိနိုင်ဘူး။မင်းတို့ကမြရရကိုတိတ်အထင်ကြီးနေအောင်ကောင်းပြီလေမင်းတို့ဆရာသူ့ကိုဆက်သွယ်တဲ့နီလန်းမင်းတို့ပြီးခဲ့မှာပဲမြေဝင်စမ်းကြည့်ပေါ့တကယ်လို့မစမ်းကြည့်ပဲမင်းတို့ဆရာကိုယုံတယ်ငါနဲ့တိုက်တော့မယ်ဆိုတဲ့အချိန်မြည်ပဲ တာ AS ကကြောင့်မြရရဲ့တပည့်တွေသူတို့ချင်းချင်းကြီးကတိုင်ပင်ကြပါတယ်။ကိုထွန်းအောင်ခမရဆရာမြရပြီးကျုပ်တို့ရဲ့ခေါင်းဆောင်မယ်ခမရဘလို့လှုပ်ချင်လဲ။တို့ဆရာမြရအရင်ဆက်သွဲကြည့်မယ်။ကောင်းတယ်ကျုပ်တို့ဒီကောင်ကြည့်ထားမယ်ခမရဆက်သွဲလိုက်။မြရရဲ့တပည့်ဖြစ်တဲ့သူထွန်းအောင်ကသူ့ရဲ့တဲအတွင်းဝင်သွားပြီးအမဲရောင်ဖျောင်းနိုင်တတန်ကိုထွန်းညီပြီးအခြေအနေကိုစောင့်ကြည့်ပါတယ်။မြရအသက်ရှိနေရင်တော့အဲ့ဖျောင်းနိုင်ကကြီးမားတဲ့မီတာဖြစ်လာပြီးမြရရဲ့မျက်နှာမြင်တွေ့ရတယ်။ အခုတော့ဖျောင်းနိုင်အောင်ကြီးမားတဲ့မီတောက်မဆိုထားနဲ့။တာမန်မီတောက်တစ်ခုအနေနဲ့တော့မှအချိန်ကြာကြာတောက်လောင်နိုင်ခြင်းမရှိဘဲငြိမ်းသွားအောင်။လင်းကားကမိခတ်ပြီးပြန်ထွန်းသည့်တိုင်ထူးခြားမှုမရှိအောင်တွေးလိုက်ရတယ်။အဲ့ဒီချိန်အကြောင်းထွန်းအောင်ကတဲတွင်းနဲ့ပြန်ထွက်လာပြီးတာအေးကိုဝိုင်းထားတဲ့သူ့ရဲ့အဖွဲသားတွေကိုအတန်ကျစင်းနဲ့အော်ဟစ်ပြောဆိုလိုက်ပါတယ်။ဆရာမရရသေးပြီ။ तू ပြောတာဟုတ်တယ်။ဖျောင်းနိုင်မီတောက်မှမပေါ်တော့ဘူး။သင်ကြားလို့လားကိုထွန်းအောင်။သိကြပါရဲ့ကွာ။တို့တွေသူ့တစ်ဖက်ဖြစ်ကြရာဒီနည်းနဲ့ပဲဆက်သွယ်နေ။အဲ့ဆိုကြွတို့လွတ်လပ်သွားပြီပေါ့။ဟုတ်တယ်ငါတို့လွတ်လပ်ပြီ။ အေးဝိုင်းထားတဲ့ညရာရဲ့တပည့်ရီယာသူတို့ရဲ့လက်နက်တွေပစ်ချပြီးအာရဝန်တာခုံပေါက်နေကြတဲ့အတွက်တအေးလေးကြောင်ရေးကြည့်နေမိတယ်။ဒီအခါထုံးအောင်ကသူတို့ငေးကြည့်နေတဲ့တအေးအနာသွားလိုက်ပြီးရင်တော့ရှင်းပြလိုက်ပါတယ်။ဟာတို့ဘာကြောင့်ဒီလောက်ဝန်တာနေလဲသိလား။မသိဘူး။ ငါတို့ကမျက်ရောင်နောက်လိုက်ချင်လို့လိုက်နေရမဟုတ်အစတော့ငွေရလို့ပေါ့ကွာနောက်ပိုင်းတော့ငါတို့ရဲ့အသက်မိသားစုရဲ့အသက်အမခံရဖို့အတွက်ပဲသူ့နောက်လိုက်နေရတာအခုတော့ငါတို့နဲ့ငါတို့မိသားစုရဲ့အတွက်စိုးရိမ်စရာမလိုတော့ဘူးငါတို့ရွာပြန်ပြီးကောင်းရောင်းကောင်းဝယ်လုပ်ဆောင်အောင်မယ်မင်းလည်းမရဏတော်ရဲသွားကျင်တပါဆိုသွားပြီးတော့ချွန်းအောင်လည်းအဲ့လိုပြောပြရနဲ့သူ့ရဲ့အပေါင်းပါရင်းနဲ့အထူးအထုပ်ပိုးတွေယူပြီးတော့ထွက်သွားကြပါတယ်အဲ့နောက်တာအေးကလည်းမရဏတော်ရဲ့အဝင်ပေါက်ဖြည့်ဟန်တူတဲ့ကျုံးမင်ချင်းနှစ်ပင်ချားထဲမှာရှိတဲ့လမ်းထဲဝင်ရောက်သွားလိုက်ပါတယ် တောအတွင်းထဲမှာပုံမှန်မဟုတ်တဲ့သစ်ပင်ကြီးတွေတာအေးတယောက်မောကြည့်လိုက်ရင်လည်းလူတယောက်သွားနိုင်အောင်သာရှိရဲ့လမ်းလေးတိုင်းတတိထားပြီးတော့လမ်းလျှောက်ပါတယ်သစ်ပင်ကြီးတွေကအစိမ်းအောင်ရွက်တွေဆိုတာထက်ညှို့မှိုင်းမှိုင်းအစင်းတဒန်ရှိပြီးတော့အခုံးငွေတောင်ထွက်နေသည့်အလားဖြစ်နေရပါတာအေးတယောက်အကာအကွယ်မှန်တယ်ကိုရွတ်ဆိုထားပြီးလက်ထဲမှာလည်းအစီရင်နေကိုအစင်သင်ကိုင်ဆောင်ထားတယ်တောနတ်ထဲကိုရောက်နေနေလုံးရဲ့အလင်းရောင်ကလည်းပြောက်ကွယ်လာလေဖြစ်ပြီးတော့နေလေချင်းဖြစ်ပေမဲ့မရဏတော်ရဲမှာတော့နေရပြောက်ကွယ်သွားတဲ့ညနေဆောင်ချိန်ခါနဲ့တူတယ် ဒီလိုအုံဆိုင်ဆိုင်အနေထားမှာခလင်းငိုတန်းလိုစွစွရှက်ရှက်အတန်တန်းတိတ်ဆိတ်နေရပါဝင်ချင်းဖြိုခွင်းပြီးတော့ထွက်လာတယ်။အခုတာအေးရဲ့နေရာမှာတော့တာမန်လူကြဖြစ်မယ်ဆိုရင်လိပ်ပြာလွင့်သွားနိုင်တယ်။တာအေးကတော့ကြောက်လန့်ခြင်းမရှိဘဲပါဝင်ချင်းအကဲခဲရင်လည်းခလင်းငိုတန်းလာရအောင်စူးစမ်းနေ။ခလင်းငိုတန်းသူ့သွားနေတဲ့လမ်းရဲ့ဘေးဝဲရာတွေမှာရှိတဲ့တစ်ပင်လေးဆီကနေထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ခဏကြာအတန်နေရာဟိုကဒီကနေထပ်ပြီးတော့ထွက်ပေါ်လာကြလွန်စွာစူညာသွားတယ်။ တာအေးရအဲ့ကလေးငိုတန်းနဲ့ဂယုမထားပဲနဲ့သွားမယ်လမ်းကိုသာဆက်သွားနေခြင်းသူ့နဲ့မျက်နှာချင်းဆိုင်စရာနေအရိုးပေါ်အရေးတင်နေတဲ့ကလေးမျက်နှာနဲ့လင်းတော့ကိုခန္ဓာရှိတဲ့တတ္တဝါတကောင်သူ့ကိုလာပြီးတော့တိုက်ခိုက်တယ်ကလေးငိုတန်းအဲ့တတ္တဝါဆရာနေထွက်ပေါ်နေရဖြစ်ပြီးတော့အတော်အယုတ်ဆုအကြီးတန်းလာတယ်အဲ့တတ္တဝါသူ့ရဲ့ပါဇက်တွေဟာလိုက်တော့ခြုံမြနေရသွားလိမ့်ရကြောချမ်းစရာကောင်းနေပြီးတော့ပြိုးကျတဲ့မျက်လုံးအစုံအလဲရက်ဆက်ကြံကြုတ်တဲ့ဟန်ပန်တို့အထင်းသားဖြစ်နေတယ် အဲ့ကလေးမျက်နှာနဲ့လင်းတို့ကအရွယ်အားဖြင့်တော့ဆက်နှစ်နှစ်အရွယ်လူတယောက်ကိုလုံးရှိပြီးတော့သူ့ရဲ့တာမန်ခက်တန်ကြီးကအတော်လေးကိုကျေလောင်လာတယ်။အဲ့တတဝါတာအေးရဲ့မျက်နှာဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဝင်လာတယ်။ဒါပေမဲ့တာအေးရဲ့အနာကိုရောက်တာနဲ့အနောက်ကိုလင်းစင်ထွက်သွားပြီးတော့မြေပြင်ပေါ်ပြုတ်ကျပြီးကလေးကိုတန်းနေတဲ့အတူတာမန်ကြီးတစ်ဖြက်ဖြက်ခတ်နေ။အဲ့ထူးဆန်းတဲ့တတဝါတာအေးရဲ့အကာအကွယ်မန်နဲ့အစွမ်းကိုထိသွားကြောင်းတာမန်ကြီးမီးတင်ပြီးတော့မပြန်တန်းနိုင်တော့ဘဲနဲ့မြေပြင်မှာသာအော်ဟစ်လို့နေတယ်။အဲ့တတဝါရဲ့အော်တန်းတော်တော်လုံးပဲ့တင်ထွက်သွားတယ်။ ကျဲလောင်စာအဟိနေပြီးတော့တောင်မတစ်ဖြက်ပြက်ခတ်ပြီးအပေါ်ပြန်တတ်နိုင်စမရှိတော့တဲ့တတဝါဆန်နာကိုတွားပြီးတော့လွယ်ရထရနေအသင်ပါလာရဲ့ထမြောင်နဲ့ကိစ္စတုံးလိုက်မဲ့ကျန်တော့ကျဲလောင်နဲ့တောင်မခတ်တဲ့အတူသူ့ရဲ့နှကိုးစာလောက်ရှိရဲ့လူမျက်နာနဲ့လင်းတို့ကိုခနာရှိရဲ့တတဝါကြီးကသူ့ရဲ့ခလေးဖြစ်ဟန်တူတဲ့ခလေးမျက်နာနဲ့လင်းတို့ကိုခနာရှိရဲ့တတဝါလေးကိုကုတ်ချီသွားတယ်ဒါအေးရအဲ့တတော်ရီပြန်တန်းသွားတဲ့နေရာကိုကြည့်လိုက်ပြီးတော့နောက်တစ်ခေါက်ပြန်မလာတာသေချာသွားတဲ့အခါမှာသူသွားမယ်လမ်းဆက်သွားတယ် ဘေးပဝင်ချက်မှာရှိတဲ့တစ်ပင်နေရာလေသူတစ်ခါမှမမြင်ဘူးတဲ့တစ်ပင်မျိုးစားရဖြစ်တယ်။ပင်စီတွေကလဲပေးလုံခန့်အရွယ်ရှိပြီးတော့ပင်စီမှာကြီးမားတဲ့နွယ်ပင်တွေကရစ်ပတ်တွေတက်နေ။အထူးဆန်းမှုတာအီတောက်အောင်းနပန်းဖြစ်နေတဲ့အချိန်မှာတစ်ပင်တွေပေါ်ကနေလူအော်တန်တွေထွက်ပေါ်လာမှုတာအီတောက်တတိကြီးစွာထားလိုက်တယ်။အော်တန်ထွက်ပေါ်လာတဲ့တစ်ပင်ကြီးရဲ့ပေါ်မောကြည့်လိုက်တဲ့အချိန်လူမျက်နှာနဲ့လင်းတို့ခန္ဓာကိုယ်ရှိတဲ့ထူးဆန်းတဲ့တတဝါတွေတစ်ပင်နေစရာနေသောက်ထိုးတွေ့စင်လာပြီးတော့သူ့ကိုရန်လိုတဲ့အချိန်နဲ့ကြည့်ပြီးတော့တိုက်ခိုက်တော့မယ်ဟန်ကိုပြင်နေကြတယ်။ သူ့ရဲ့အကာအကွယ်မှန်တမ်းကလည်းမြောက်များစွာသောအကောင့်တွေကိုထိရောက်စွာကောက်ွယ်ပေးနိုင်မှာမဟုတ်ဘူး။မြပြလာတဲ့လူမျက်နာနဲ့လင်းတို့ခန္ဓာကိုတတ်တော်ဆန်နေရတပိနေဘွားနေသောထိုးဆင်းလာပြီးတော့သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ကြတယ်။အဲ့ချိန်မှာကြီးမားတဲ့ကြီးကန်းကြီးတကောင်ကရုတ်တရက်ဆိုလိုပေါ်လာပြီးတော့တာအေးရဲ့လမ်းမောင်းနှစ်ဖက်ကိုကုတ်ချပြီးတပိနေကြတစ်လျှောက်ပြန်တန်းနေလူမျက်နာနဲ့လင်းတို့ခန္ဓာကိုတတ်တော်ဆန်နေလေအနောက်ကနေပြီးတော့ကြောက်မက်ဖွယ်အော်သံကြီးပြီးပြီးတော့တာအေးကိုကုတ်ချသွားတဲ့ကြီးကန်းရဲ့အနောက်ကနေလိုက်တယ် ကြီးကန်းကြီးကလည်းနှင်းမြောင်စွာပြန်တန်းရင်းနဲ့ကြောက်ကမတစ်ခုရဲထိုးဆင်းလိုက်တဲ့အခါမှာနောက်ကလိုက်လာတဲ့လူမျက်နှာနဲ့လင်းတို့တွေလိုက်ပါလာခြင်းမရှိတော့ဘူးကြောက်ကမအောက်ခြေရောက်တာနဲ့ကြီးကန်းကြီးကတာအေးကိုမြေပြင်ပေါ်ပြစ်ချလိုက်ပြီးပြီးရဲ့နောက်အဲ့ဒီကြီးကန်းကြီးကလူအသွင်ပြောင်းလဲသွားတော့တာအေးတယောက်လည်းအန်အော်ဝမ်းတာနဲ့မျက်နှာနဲ့ကြီးကန်းကလူအသွင်ပြောင်းတဲ့သူကိုခေါ်လိုက်ပါတယ်အမခင်မေရောက်လာရဲ့နော်ဟုတ်တယ်ငါမြောက်လိုက်နေတဲ့နေရာကြာပေါ့တေးလဲသေးပါစီအမရကြောက်လို့ရမယ်တော်ဝန်တော့ပြီးမြောက်လောက်ရမှာပဲ နင်တဆိတ်အဖွားအိုမရှင်နိုင်အဲ့တော့သူတို့ကဲပွဲမဖြစ်နိုင်အမခင်မရကျုပ်သူတို့မကဲနိုင်တာထက်ဆိုင်တေးတာမှာပို့ပြောကောင်းပါလိမ့်ဦးမယ်ဟုတ်ပြီလေငါအဲ့ကောင်မလေးတွေကဲပေးမယ်နင်တခုတော့ခရီးတီးရမယ်ဟုတ်ကဲ့အမပြောပါဟခိုင်းအောင်နင်လုပ်ရမယ်တာအေးလေခိတမြစဉ်းစားကြည့်လိုက်တယ်။အရင်ကခင်မခိုင်းတဲ့ကိစ္စကိုလုပ်ပေးနေရတဲ့သူမျိုးမထူးဆန်းတော့ဘူး။အားကြောင့်တာအေးကလိုလိုချင်ချင်ပဲခင်မကိုကတိပေးလိုက်ပါတယ်။သူတို့ကကဲပြီးအမခင်မခိုင်းတာကိုကြောက်အောင်လိုက်လုပ်မယ်။နေရောက်ကြနော်။နင်ကတိတီးစီ ဆိတ်ချပါအမခင်မရကောင်းပြီလေအဲ့ဒါဆိုလေတို့တစီအဖွားကိုရှိရနေအောင်သွားကြပေါ့ခင်မရအဲ့လိုပြောပြီးရှိရနေဦးဆောင်ပြီးတော့ကြောက်ဆိုင်ကြောက်ခဲရီနင်းဖြတ်ပြီးဇိုင်ဝန်းထဲမှာရှိတဲ့တစ်တော်ရီစီကိုတာအေးနဲ့အတူဝင်ရောက်သွားလိုက်ကြပါတယ်မရဏတော်အတွင်းမှာရှိတဲ့တဲလီအတလုံးအတွင်းမှာဖြစ်ပြီးမြရာဖန်ထားတဲ့မိန်းကလေးတွေနဲ့ဆက်ကတော့သဘောကျစွာရှိပွဲဖွဲ့ပြီးတော့တယောက်နဲ့တယောက်စာနောင်းနေကြပါတယ်ဆက်ကနေရွာဘက်မှာနေလေတိတ်စည်းပွားဖြစ်မှာဘာလို့လဲဟုတ်တယ်လေမိုးဆိုးအလုပ်လုပ်ပြီးတော့ငွေဆိုင်နေတိုင်းတားကောင်ရမှာလေ မင်းမပြိုလေးတယောက်ရဲ့စကားကိုကျန်တဲ့မင်းမပြိုလေးတွေကထောက်ခံလိုက်ပါတယ်။ဟုတ်တယ်။စကားသာဒူရမာနဲ့ရွာမုံဆွေဦးသားတို့ထမင်းငတ်မှာတေးကြတယ်။အဲ့ဒါတော့ဟုတ်တော့ဟုတ်တယ်။မုံဆိုးတွေကဒူးလေးတို့တူမီတို့နဲ့ပဲတောလေတက်တာ။စကားတော့ဘာမှပါပဲတောကောင်ဖမ်းနိုင်တာလေ။မင်းမပြိုလေးတွေရဲ့ချီးကျူးမှုကိုခံနေရတဲ့စကားသဘောကျနေပြီးတော့ပြုံးနေရပါ။တဲလေးအတွင်းမှာစက်ကနဲ့မင်းကလေးစကားပြောနေတဲ့အချိန်အဖွားတို့တယောက်ကျဲလောင်နဲ့အတန်ထွက်ပေါ်လာတယ်။စက်ကအခုလာခဲ့စမ်းကျဲတဲ့သူတွေတဲထဲမှာပဲနေခဲ့ တတော်လုံးပဲတင်ထပ်သွားတဲ့အထိကျေလောင်နဲ့အတန်ပိုင်းရှာတစိအဖွားကိုဖြစ်ပါတယ်။အဲ့လိုအမိန်ပေးတဲ့တန်အောင်ကြားနဲ့ဆက်ကတဲတွင်ရနေလိမ့်မြစွာပြေးထွက်သွားပါတယ်။ညောင်မကြတဲ့ချိန်မှာတော့ဆက်ကတစိအဖွားကိုနေထိုင်ရာတစ်ပင်ကြီးအချီမှာဒူးထောက်လို့နေပါတယ်။သူ့ဒူးထောက်ပြီးတဲ့ချိန်မှာတစိအဖွားကတောင်ဝေးကိုထောက်ပြီးတစ်ပင်ကြီးရဲ့ပင်စရာနေပြီးကလန့်ဖြန့်အနေထားနဲ့လမ်းလျှောက်ဆင်းလာတယ်။ခါကုန်းကုန်းနဲ့သွေးရောင်မရှိတဲ့ဖွားကနမဲနဲ့လိုက်ဖက်စွာတစိတကောင်နဲ့တူပါတယ်။ အဖွာဟာအပင်ချင်းမှာထူထောင်နေတဲ့စက်ကရဲ့အနာကိုယောက်ကြားနဲ့အတန်ခတ်မှမှနဲ့အတန်ပေးလိုက်ပါတယ်စက်ကမြို့ကအမိတ်ပေးမယ်နားခံစမ်းအမိတ်ရှိပါအဖွာငါတို့နေရာကိုလာကျူးကျော်တဲ့သူမျိုးရှိတယ်သူတို့ညောင်းနေတားပြီးတော့စိတ်ချပါအဖွာအသေးခံပြီးတော့တားပါမယ်တိတ်စမ်းနင့်အသက်ကိုအလကားအသေးခံစားမလို့မနိုင်ပြတ်မတိုက်နဲ့လွတ်အောင်ရှုံးခဲ့တလုံးအိမ်မှာငါဟိုကောင်မလေးရင်းနဲ့ရှိနေမယ်အဖွာဟိုဟာစက်ကအဲ့လိုအမိတ်ပေးလိုက်ပြီးတော့စက်ကသွားမယ်လမ်းကိုတောင်ဝင်းနဲ့ညွှန်ပြလိုက်ပါတယ် သူမမိန်ကလေးတွေရှိရဲ့တဲလေးတွေဝင်သွားတယ်။စက်ကလည်းအဖွားအညံ့ပြတဲ့လမ်းလေးကိုတရှိန်တူးပြေးထွက်သွားပါတယ်။အမခင်မေဒီတော့ဟာထူးဆန်းနေတော့ဘာလို့ခြိုင်ဝိုင်းဖြစ်နေရလဲမသိဘူး။음မော်တက်တွေနဲ့လှုပ်ထားတာဒီတော့အပိုင်နဲ့မိနိုင်ဆိုတာတမန်ပညာတွေတောင်းမှမဟုတ်တာ။မိမြိုင်ဟုတ်လား။တပတ်ရင်ရွာတကြီးပြောတော့တဆေဖွားအောင်ဆို။ခင်မေကတာအေးရဲ့စကားနားထောင်ပြီးပြုံးလိုက်ပါတယ်။အဲနောက်သူမခေါင်းညှိပြလိုက်ပြီး ဟုတ်တယ်။သူကသူတစီဖွားအောင်လို့ပြောနေတာ၂80လောက်တော့ရှိပြီ။ဒါပေမဲ့မိမြန်ကငါ့အတွက်တော့ကလေးတယောက်တတပဲ။ဗျာ။ကဲကဲစကားများအနေနဲ့ငါတို့ဘယ်အချိန်မှဖြစ်ဖြစ်အတိုက်ခိုက်ခံရနိုင်နေဆိုတာမှတ်ထား။အမခင်မရှိညာပဲ။သူကတော့ဘာမှမကြောက်ဘူး။ဒါအေးကစိတ်လက်ပေါ်ပါစွာနဲ့အဲ့လိုပြောလိုက်ပါရယ်။ခင်မရတော့သူမရဲ့နှပေးမှာလမ်းလျှောက်နေတဲ့ဒါအေးကိုတစ်ချက်ကြည့်လိုက်ပြီ။နောက်မှနေငါ့ကိုမောလို့မရအောင်နော်။အမကလည်းဗျာပောက်ကြရတယ်။သူကဘာလို့အမကိုမောရမှာလဲ။အမကဒါသူ့ကိုမောနေတာ။ အစမကဲလာလာမိမြောင်တွေ့သူနဲ့မျက်လုံးချင်းဆောင်မကြည့်နဲ့ကြားလာမဖြစ်လို့လဲမခင်မေငါမကြည့်နဲ့ဆိုမကြည့်နဲ့ပေါ့နေတိတ်ရှာရှိတယ်မဖြစ်ပါဘူးမိမြောင်ပညာထုတ်ချိန်ပေးလို့မဖြစ်ဘူးနေကိုစိတ်မချလို့ခင်မေရဲ့ခက်ထန်တဲ့စကားတန်းကြောင့်တာအေးနောက်ထပ်မဆက်ဆူရတော့ပဲဘေးကနေပြီးတော့ကြီးကန်းတောင်းမောက်ကြည့်ရင်ခင်မေနဲ့အတူရှင်တွေ့ပြီးလမ်းလျှောက်လို့နေပါတယ်ညမကြတဲ့ချိန်မှာတော့သူတို့နှစ်ယောက်သွားမယ်လမ်းမှာဆက်ကပေါ်လာပြီးပိတ်ရပါတယ် တာအီယာစက်ကကြောင့်မတိသေးရသူဖြစ်တာကြောင့်အပြင်းမပုံတံတန်းကိုကြည့်ပြီးအထင်သေးပြီးတော့အသက်ခက်အေးအေးနဲ့လမ်းဖယ်ပေးပွေရအတွက်တတိပေးလိုက်ပါတယ်။ရှေ့ရကလေးမင်းတော်ရဲဘလို့လို့ရောက်နေရလဲဖယ်ပေးတို့သွားစရာရှိရဲ့။တာအီယာအဲ့လိုပြောလိုက်ပြီးမဲ့လဲစက်ကတော့ဘာစကားမှပြန်မပြောဘဲရမျက်တိုင်သာရှက်ပါတယ်။အဲ့တော့တာအီယာနောက်တစ်ချိန်ပြောဆိုလိုက်ပြန်ပါတယ်။ဟဲ့ကောင်လေးဖယ်ဆိုဘာလို့ကြောင်တော့လုံနေရလဲ။ဒီခါမှဆက်ကသူ့ရဲ့ချွန်ထန်းနဲ့သွားတွေကိုဖြဲပြပြီးတာအီးနဲ့ခင်မေကိုသူ့ရဲ့ဆူရှာရှာအတန်းနဲ့လက်ညှိုးထုတ်ပြီးနှင်ထုတ်ပါတယ် မရဏတော်လာကျူးကျော်ရီသူတွေနင်တို့ခုထွက်သွားထွက်သွားငါနင်တို့တတ်ပြမယ်ကျေမိမြန်ရဲ့ကျွန်းကောင်းအများငေါ့မလေးမခန့်ခင်မေကစက်ကောက်မျက်တောင်နေနဲ့ကြည့်ပြီးအဲ့လိုပြောပါတယ်တာအီးကလည်းခင်မေရဲ့အနာကိုတိုးကပ်ပြီးမခင်မေကျုပ်အဆွမ်းပြလိုက်မယ်အမအီးစီအီးစီနေတာအီးအကောင်တော်အဆွမ်းထတာမဟုတ်တော့သူ့အဆွမ်းကြီးရဲ့အမရကျုပ်ကိုအထင်သေးလိုက်တာသူ့လောက်ကတော့ကျုံနိုင်ပါရဲ့ဗျတာအေးကအဲ့လိုပြောပြီးရင်တော့စက်ကရဲ့အနာကိုပုတ်ပုတ်ပပပဲတိုးကပ်သွားပြီးမလေးမခံစကားဆိုလိုက်ပါတယ် ကောင်းလေမင်းအကောင့်သိလို့ဆိုပြီးညာမှာမဟုတ်ဘူးနော်ဆက်ကရဲ့သိငယ်တဲ့ကိုခန္ဓာကိုကြည့်ပြီးတော့အထင်သေးမိရဲ့တာအေးကျွတ်တင်ကာကွယ်မဲ့အစီရင်နဲ့မပြုတ်လုပဲနဲ့ရှေ့ကိုတိုးသွားခြင်းကမှားရမ်းမ်းအချိန်လုံးမှာတိလိုက်ရပါတယ်အကြောင်းကတော့လှင်မြန်းတဲ့ဆက်ကသူ့ကိုတွန်းထိုးပြီးတော့လှဲချလိုက်တာကြောင့်ပါတာအေးလဲကြသွားတဲ့ဆက်ကအပေါ်ကနေတခွာပြီးလယ်မင်းကိုကိုက်ခဲဖို့ကြိုးစားပါတယ်တော်သေးရလို့ဆိုရမယ်တာအေးတယောက်ဆက်ကရဲ့မျက်နှာကိုတွန်းထိုးထားနိုင်လို့သာတတရာရသွားတယ် တာအီတာခင်မရဲ့3 base ကနားမထောင်မင်းနဲ့စက်ကောက်အထင်သေးချင်အခုတော့၅ပါးမှောက်နေပြီလေစက်ကောက်တိုက်ခိုက်ဖို့မဆိုထားနဲ့စက်ကောက်အကိုက်မခံရဘူးတော့မှအတော်ကြိုးစားနေရတယ်ခင်မရတော့တာအီကိုမကူညီဘဲနဲ့ပြုံးရီလိုတော့မှနေသေးတယ်သူမရဲ့အပြုံတွေကငါစကားနားမထောင်တဲ့ကောင်မှတ်ပြီလားဆိုတဲ့အဓိပ္ပာယ်မျိုးလေအင်အားကြီးမတဲ့တောကောင်တွေကဖမ်းနိုင်တဲ့စက်ကောက်တာအီတာအချိန်ကြာကြာမထိန်နိုင်တော့ပဲသူ့ကိုပြုံးမိကြည့်နေတဲ့ခင်မကိုအမောရကောနဲ့အကူညီတောင်းလိုက်ပါတယ်အမခင်မကျုပ်ကိုကူပါဦးပြောတော့နိုင်နေဆို မနိုင်တော့ဘူးအမဒီကောင်ကတိတ်တန်နဲ့မန်နေရွှေဖို့တော့အချိန်မရဘူးနောက်တစ်ခါမှတ်ထားပေါ်ရန်ကြည့်ဘသူ့မှအထင်မသေးနဲ့ကြားလာဟုတ်ဟုတ်ကဲ့ပါဒီခါမှခင်မရအရေးပေါ်မှာလျင်မြန်တဲ့အရှိန်ဟုန်နဲ့သူတို့နားကိုရောက်လာပြီးတော့စက်ကရဲ့ဇက်ကိုညာလက်နဲ့ကင်ပြီးအပေါ်မြှောက်ထားလိုက်တယ်ခင်မရဲ့လက်နဲ့စပုတ်အကုတ်ခံလိုက်ရတဲ့ဇက်ကလှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲနဲ့ခြေလက်တွေတောင့်တင်းပြီးမျက်ဖြူလန်လို့နေတယ်တအေးရမြေပြင်မှာလဲနေရနေလူလဲထလာပြီးတနာစဝဲဆက်ကမြင်လိုက်ရတော့လေတနာစိတ်ဝင်သွားပြီးခင်မေကဆက်ကလှုပ်ပြီးတောင်းဆိုပြန်တယ် အမခင်ဟောအဲ့ကောင်လေးတနာပါလေဗျာလှုပ်ပေးလိုက်ပါနင့်ကိုဒင်းကအသေးတတ်တာနော်ရပါလေဗျာသူ့မျက်လုံးလေးကြီးရက်ဆက်တဲ့ပုံတော့မပေါ့အမေရလှုပ်တာနဲ့တူပါတယ်ဒါအေးဒါအေးနင်ကတော့လေခင်မရအဲ့လိုပြောပြီးသူ့မရဲ့လက်အတွင်မှာကြောင်တင်းနေတဲ့စက်ကောင်လှုပ်ပေးလိုက်ပါတယ်အခါမှာစကအသက်ကိုပြင်းစွာရှူနိုင်ပြီးတာအေးကိုတစ်ချက်ဆူဆိုက်ကြည့်ကနောက်ကိုလှည့်ပြီးခက်မြန်မြန်ပြေးထွက်သွားပါတယ် အမောတကောနဲ့တလုံးရင်အနီကိုပြေးလာတဲ့စက်ကောင်တလုံးအင်ရှင်မှာတောင်ဝေးထောက်ပြီးရန်နေတဲ့တစီအဖွားကစူးစိုက်ကြည့်ပြီးမေးမြန်းလိုက်ပါတယ်။စက်ကနေမနိုင်ခဲ့ဘူးလား။နိုင်ဘူးဖွား။မိမတယောက်တော်တော်အစွမ်းထက်တယ်။ကျုပ်စက်ကိုကုပ်လိုက်တာနဲ့ကျုပ်လှုပ်လို့မရတော့ဘူး။နေဘလို့ပြန်လွတ်လာလဲ။သူနဲ့တူပါလိုက်ကောင်ကျုပ်ကိုပြန်လွတ်ခိုင်းလို့ကျုပ်ပြန်လွတ်လာတာ။သူတို့ခုပါမှလဲ။ကျုံတော့ကနေလိုက်လာကြတယ်။ဖွားကျုပ်လည်းအမြင်တော့ပြေးလာပဲမမိလောက်ဘူးထင်တယ်။ ဆက်ကနဲ့အဖွာကိုစကားပြောနေတဲ့အချိန်မှာခင်မေကကြေလောင်စွာရှီမောတန်နဲ့အတူအမိတ်ပေးတဲ့အတန်ထွက်ပေါ်လူလာပါတယ်။မိမြိုင်နှစ်ကုန်နေဆွမ်းလာပြီလို့ထင်နေရောလား။ခုချက်ချက်မိကလေးတွေလှုပ်ပေးစမ်း။ငါငယ်နာမည်ကိုခေါ်တာဘာတူလဲ။တစေဖွာကအဲ့လိုပြန်ပြောလိုက်ပြီးရင်တော့အတန်လာရစီကြည့်လိုက်ပါတယ်။ဒီခါမှာသူတို့စီဦးတီလာနေတဲ့တာအေးနဲ့ခင်မေကိုတွေ့လိုက်ရပါတယ်။တစေဖွားကငယ်ရွယ်ပြီးလှပနှူးပြိုနေစေဖြစ်တဲ့ခင်မေကိုမြင်လိုက်တာနဲ့မျက်စိမျက်နှာပြက်ပြီးနှောက်ကနေလဲခင်မေရဲ့နာမည်ကိုရွတ်ဆိုလို့နေပါတယ် အမခင်ခင်မေဟုတ်တယ်ငါခင်မေပဲအမခင်မေဒီတော်ရဲကိုဘာလာလောက်တာလဲနင်ကလာအောင်လုပ်ထားအောင်လဲငါလာရတာပေါ့အမခင်မေပြောတာကျုပ်နားမလဲဘူးအသက်ကြီးရင်နေအဖွားကိုကြီးကငယ်ဝယ်ပြီးအသက်20အရွယ်သားထင်ရတဲ့ခင်မေကိုအမလိုတုံ့နှုံနေခြင်းကြောင့်ဆက်ကများစွာအံ့ဩလို့နေပါတယ်အဲ့နောက်ခင်မေကသူ့မရဲ့လက်ကိုနှောက်ပြပြီးတစိအဖွားကိုအနီကိုတွတ်ကပ်လာပြီးတင်ငိမ့်တဲ့လေတန်းနဲ့စကားဆိုလိုက်ပါတယ် မိမြိုင်နင်းနေငါရန်သူတွေမဟုတ်ဘူးနင်းစီယာမြရအထားရဲမိန်းကလေးတွေငါပြန်ခေါ်သွားမယ်နဲ့လှုပ်ပေးလိုက်အမခင်မေကိုအားရနာတယ်မြရကတိပေးထားတယ်သူကိုယ်တိုင်လာခေါ်မှပဲပြန်လှုပ်မယ်လို့မြရမရှိတော့သေးပြီသူသေးပြီဆိုရင်တော့မိန်းကလေးတွေဒီမှာတတ်တက်လုံးနေရတော့မှာပဲမိမြိုင်နင်းယူနေတာလားမိန်းကလေးတွေအတင်းအဓမ္မခေါ်လာဆိုတာနင်မသိရောလား အဲ့ဒါကြီးကျုံမသိဘူးကျုပ်တည်တာဒီမင်းကလေးတွေကိုထင်သိမှုမျက်ရာကတိပေးထားပဲသူမရှိတော့ရင်လည်းဒီမှာပဲဆက်ထားဖို့ကျုပ်တို့ချင်းကတိထားခဲ့ကြတယ်အဲ့တော့ကတိအတိုင်းသူမရှိတော့ရင်လည်းမင်းကလေးတွေဒီမှာတသက်လုံးဖမ်းထားတော့မှာပဲမိမြိုင်မိမြိုင်နေရငါအရှိရောက်နေရတာနေရယူကြံကြံလောက်ရတွေပြောနေတော့မယ်လားဒီမှာအမခင်မေအမခင်မေကိုကျုပ်လေးစားပါတယ်ဒါပေမဲ့ကျုပ်ရဲ့ကတိကိုတော့ဘယ်တော့မှဖျက်ပြတ်မှာမဟုတ်ဘူးကောင်းပြီလေနင်ဘလောက်အဆန်းရှိလဲဆိုတာကြည့်ရတာပေါ့ ခင်မရအဲ့လိုပြောလိုက်ပြီးရဲ့နောက်လက်နှစ်ဖက်ကိုစန့်တန်းလိုက်တဲ့အခါမျက်လုံးတွေမင်းနဲ့သွားပြီးစပင်းတွေလည်းလေပေါ်လင့်ပြန်ပြီးသူမရဲ့ခန္ဓာကိုယ်ကမြေပြင်ကနေပြီးတော့တဖြည်းဖြည်းအပေါ်မြောက်တက်သွားပါတယ်။အဲ့နောက်ခင်မရဲ့လက်သေးတွေကလည်းရှေ့ထွက်လာပြီးတော့အမဲအောင်ဖြစ်ကိုပြောင်းလဲသွားပြန်ပါတယ်။အဲ့နောက်သူ့ရဲ့ခန္ဓာကိုယ်ကလျင်မြန်တဲ့အချိန်နဲ့တဆေဖွားကိုစီတိုးဝင်ပါတယ်။တဆေဖွားကသူမစီပြေးဝင်လာတဲ့ခင်မကိုသူမရဲ့တောင်ဝင်းနဲ့စီးရိုက်လိုက်တယ်။ဒါပေမဲ့တောင်ဝင်းနဲ့ခင်မရဲ့လက်တို့ထီရနဲ့အဖွားကိုရဲ့တောင်ဝင်းကထပ်ပိုင်းကျိုးသွားတယ်။ မထမထားတဲ့အရာအတွက်တစေဖွားကိုဘလို့ပြုတ်လို့ရမယ်မသိဖြစ်သွားတဲ့အချိန်ခင်မရအဖွားရဲ့လေဘေးကိုညှက်လိုက်ပြီးရဲ့နောက်တဖြည်းဖြည်းချင်းအပေါ်မြှောက်တင်လိုက်တယ်။ခင်မရဲ့လက်ထက်ကတစေဖွားကတော့အသက်ရှူလို့ရအောင်မှခက်ခဲနေတယ်။ဒီကခင်မရကျေလောင်စွာရှိလိုက်ပြီးတော့နေတို့ရဲ့ငမြောင်ငချောက်ပညာလေးနဲ့များငါလိုကြောက်စိုးရအရှင်မအန်တုဝန်နေလား။ဟိုကျဘူးကညရဖန်ထားတဲ့ကောင်မလေးတွေအခုလှုပ်ပေးလိုက်စမ်း။ တဆေဖွားအောင်ကခင်မင်းရဲ့လက်ထဲကိုရှောင်နေရဖို့စက်ကလည်းဘလူးမှမတက်တာတော့ပဲတလုံးအိမ်တစ်ခါဖွင့်ပေးလိုက်ပါတယ်။ဒီခါမှာတော့လေးနွယ်ဖူးငုံအပါဝင်မိန်းကလေးတွေအိမ်ထဲကထွက်လာပြီးကဝေးပြန်ခင်မင်းရဲ့ရှေ့မှာထူထောက်ပြီးအဖွားအောင်ကိုအသက်ချမ်းသာပေးဖို့ရတောင်းပန်ကြပါတယ်။ကြားစိုးအရှင်မအဖွားလှုပ်ပေးဖို့ကျမတို့တောင်းဆိုပါတယ်ရှင်။နင်တို့ယူနေကြပြီလားနင်တို့ဖမ်းထားတဲ့သူဘာကြောင့်မြစ်တာထားနေရတယ်လဲပြောစမ်းအမိုက်မာရရဲ့ အဖကျမတို့ဖမ်းထားတယ်ဆိုပြီးမြဒုက္ခမပေးပါဘူးကျမတို့သူ့စီမှာလွတ်လွတ်လပ်လပ်နေရပါတယ်အရှင်မအဲ့ဒါကြောင့်အဖကလွတ်ပေးပါအတော်ကြာတဲ့အထိတောင်းဆိုလိုက်တဲ့အခါမှသာခင်မရသူမရဲ့လက်ထရာတစီအဖွားအုပ်ကိုလှုပ်ပေးလိုက်ပါတယ်။ဒီခါမှမြေပြင်မှာလဲကြနေတဲ့အဖွားအုပ်ကသူမအနာတရားဖြစ်နေအောင်ကူးမဆိုင်ပဲခင်မေကိုဆွေးရစွာကြည့်ပြီးမာထန်တဲ့လေတန်းနဲ့စကားဆိုပါတယ်။ခင်မေ၊နေရနိုင်သွားပြီဆိုတော့တရားမင်းကလေးတွေပြန်ခေါ်သွားမှာမလား။ငါကတော့ဂရုမတည်နိုင်ပဲနဲ့တော့ဒီဘွားမှာမနေချင်တော့ဘူး။ အဖွားအဝါပြပြဆူဆူနဲ့သူမရဲ့ညာဘက်လက်နဲ့သူမရဲ့ခေါင်းပြန်လဲပြီးရိုက်ချလိုက်တဲ့အခါဘသူမှတားဆီးခြင်းမရလိုက်ပါဘူးဒီခါမှာဖွားအောက်ကအချင်းခဏအတွင်းမှာပဲညိတ်သက်ပြီးတော့စီဝင်ကြည့်သွားပါတယ်မိန်းကလေးလည်းအံ့ဩပြီးတော့စိတ်မကောင်းဖြစ်သွားပြီမဲ့လေသူမတို့အနေနဲ့ဘလို့မှမတတ်နိုင်ပါဘူးအိမ်တော့ဖူးငုံတဲ့လင်းရွယ်တို့ကတာရေးစီအပြေးလွှားသွားလိုက်ပြီးအလူရက်စကားဆိုကြပါတယ်။ကိုသားကြီးတကယ်လိုက်လာရဲ့နော်။ကိုသားကြီးဘာမှဖြစ်မနော်။လောက်ကျန်းတဲ့တော်ကြီးတွေကျမတို့အတွက်လိုက်လာလား။လိုက်လာရတာပေါ့ဗျာ။လင်းနဲ့ဖူးငုံဘာမှဖြစ်ဘူးနော်။ ဖြစ်ဘူးကျမတို့အဆင်ပြေတယ်။တာအေးနဲ့လင်းရွယ်တို့နှစ်ယောက်ပြုံးရီစွာစကားပြောနေကြတဲ့မြင်ကွင်းကိုကြည့်နေရခင်မရတော့ကိုခန္ဓာတစ်ခုလုံးအမဲရောက်ခုံးငွေတွေထွက်တဲ့အထိစိတ်ဆိုးဒေါသထွက်နေပြီးကြေလောက်စွာအော်ဟစ်လိုက်ပါတယ်။အဲဒီခါမှပဲတာအေးမအပါကြံတဲ့မိန်းကလေးနဲ့ဆက်ကတော့ထူးဆန်းစွာလေပေါ်မြတ်တက်သွားပြီးမျက်ဖြူတွေလန်နေကြပါတယ်။မထင်မှတ်တဲ့ဖြစ်ပျက်ကြောင့်တအေးတယောက်ကြောင်လေးကြည့်နေမိပြီးတတိပြန်ရလာတဲ့အခါမှာကိုခန္ဓာမှာအမဲရောက်ခုံးငွေထောင်းထောင်းထားနေတဲ့အထိဒေါသထွက်နေခင်မျိုးနားမလည်နိုင်စွာနဲ့ကြေလောင်စွာမေးမြန်းလိုက်ပါတယ် မခင်မေဘာလို့တာလဲသူတို့ကရန်သူတွေမဟုတ်ဘူးလေဟုတ်တယ်အစငါရန်သူတွေမဟုတ်ဘူးဒါပေမဲ့အခုအစပြီးနင်းနဲ့ရှင်ကြီးရဲ့ main claim မှန်သမျှငါတက်ပြတ်တော့မှာမခင်မေဘာလို့လုံနေရလဲဗျာကျုပ်နားမလဲတော့ဘူးအေးလက်နားလဲအောင်ပြောထားမယ်ဒီကောင်မတွေရောနင်းရီးစားညီအမတို့ပါအကုန်လုံးငါတက်ပြတ်မှာမခင်မေသူတို့မှာဘာပြစ်မှမရှိဘူးလေဗျာတိတ်ဆန်းနင်းငါကတိပေးထားတယ်နော်ဟုတ်တယ်ပေးထားတယ်ဟုတ်ပြီအခုနင်းအောင်ငါခိုင်းမယ် ငါခဲမှာတခြားမဟုတ်ဘူးနေငါ့ကိုယူရမယ်ငါနဲ့တူကြားစိုးရမှာနေရလိမ့်မယ်ဗျာအမခင်မေဒါဒါတော့ငါလက်မခံဘူးလားရတယ်လေသူတို့တွေရဟုန်ကြီးမရောငါတက်ပြက်မယ်ဒါအေးတောင်အတော်လေးအခက်တွေ့သွားပါတယ်ခင်မေကအဲ့လိုပြောပြီးတကယ်လို့တာကြောင့်သူ့အနေနဲ့စဉ်းစားဖို့အချိန်မရှိပဲခင်မေနဲ့လက်ထပ်ဖို့ကိုလက်ခံလိုက်ရပါတယ်အမခင်မေပြောတာကျုပ်လက်ခံတယ်သူတို့တော့လှုပ်ပေးလိုက်ပါဗျာ ာ ASA ထဲမှာတော့မွန်ထွေးကိုများစွာအောက်မေ့တတိယနေမိပါတယ်။ဒါပေမဲ့အများတက်နဲ့ဆိုင်နေရမှုဘလို့မှမတက်တာရဲဆုံးတာ A လက်ခံလိုက်ပါတယ်။အဲ့ဒီအခါမှာခင်မရမင်းကလေးတွေနဲ့စက္ကောက်မြေပြင်ပေါ်ချပေးလိုက်ပြီးတော့တဆက်တဲ့စက္ကောက်အမိန်ပေးစကားဆိုပါတယ်။ချက်ဘူးကနေရအဲ့မင်းကလေးတွေဒီတော့အပြင်ထုတ်ပေးလိုက်။နင်းထုတ်ပေးတတ်တယ်မလား။ထုတ်ပေးတတ်တယ်။ကောင်းတယ်။ကဲတိုင်းငါတို့သွားမယ်။ ခင်မရအဲ့လိုပြောပြရနဲ့ကြီးမားတဲ့ကြီးကန်းငှက်ကြီးတကောင်အသွင်ပြောင်းပြီးတော့တာအေးကိုလက်မောင်းနှစ်ဖက်တုပ်ချပြီးမရဏတော်ကနေပြီးတော့ကြားစိုးရွာခေါ်ဆောင်သွားပါတယ်ကျန်ခဲ့တဲ့မိန်ကလေးရိအနက်ဖုန်းကုံနဲ့လင်းရွယ်ရဲ့မျက်ဝန်းထဲမှာတော့မျက်ရည်များရှိဝဲနေပြီးကြောက်စိုးရွာအရှင်မနဲ့အန်တူပြီးနှလုံးသားဆင်ညွန်ရောက်ကိုဘသူကမှမလိုက်နိုင်ကြောင်းကောင်းစွာနားလည်သိရှိသွားတာကြောင့်ခြေခွေးရင်းနဲ့သာစံနေခဲ့ပါရော ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းမိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းထိထပ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပေါင်းများစွာကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။